for we go up now ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတတ်တော် ULAA ကိုတရားဝင်အုပ်ချုပ်သူအဖြစ်အတိမတ်ပြုဆက်ဆံမှုကုလသမဂ္ဂနဲ့အဖွဲ့ဝင် နိုင်ငံတွေကတန်အမတ်တွေကိုအရပ်ဘက်အဖွဲ့စီ202ဖွဲ့ကအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။ Arakan American Community AAC အပါအဝင်မြန်မာ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်းနဲ့ဂျပန်စတဲ့နိုင်ငံတကာမှအခြေစိုက်တဲ့ တက်ကြွလှူရှားသူအရက်ဖတ်အဖွဲ202ဖွဲ့ကစုပေါင်းတောင်းဆိုတာဖြစ်ပါတယ်စက်တမ29ရက်နေ့ရက်စွဲတက်ရေးသားထားတဲ့အဲ့ဒီအိတ်ဖွင့်ပေးစာအတွင်းမှာရခိုင်ပြည်နယ်အတွင်းမှာရိုဝင်ဂျာလက်နက်ကင်တွေများပြလာတာကိုစုံစမ်းစစ်ဆေးပေးဖို့ကိုလည်းထည့်သွင်းတောင်းဆိုထားတာပါဒါအပြင် cos bazaar ကရိုဝင်ဂျာဒုက္ခသည်စခန်းမှာလူသားချင်းစာနာမှုအကူအညီတွေပြန်ပေးဖို့ရခိုင်ပြည်နယ်လူထုကိုလည်းစစ်ကော်မရှင်ကတဆင်မဟုတ်တဲ့လူသားစာနာအကူအညီပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကတင်စီထားတဲ့ UN ကပေးတဲ့အကူအညီတွေကိုလည်းရခိုင်ကိုရောက်အောင်တွန်းအားပေးဖို့လို့ကိုထည့်သွင်းတောင်းဆိုထားတာပါနိုင်ငံတကာအနေနဲ့ရခိုင်ပြည်အတွင်းတကယ်အုပ်ချုပ်နေသူကိုသာအတိအမှတ်ပြုဖို့တောင်းဆိုခြင်းဖြစ်ပါတယ်အာဒီ CS ကိုနေရနှစ်ဖွဲ့ရဲ့မျှော်လင့်ချက်ကပါတယ်လဲဆိုရင်အဲနိုင်ငံတကာအဖွဲ့အစည်းတွေကတိုက်ရိုက်အကူအညီပေးဖို့ဒါမှမဟုတ်လို့ရှိရင်လည်းနိုင်ငံတကာဆွေးနွေးမှုတွေအတွင်း ဒီ AA ကိုကိုစားပြုဟိုဖို့ကိုခွင့်ပြုပေးဖို့ဖြစ်ပါတယ်အဲဒီ CS ဟိုတရားနှစ်ခွဲ့အဲစာပို့ခြင်းဟာရခိုင်ပြည်နယ်အတွင်းတကယ်အုတ်ချုံနေသူပြည်ကိုနိုင်ငံတကာအသိအမှတ်ပြုဖို့တောင်းဆိုခြင်းဖြစ်ပါတယ်အဲ UH ကတော့ဟိုတော့ပထမခြံနေနဲ့တရားဝင်မှုတောင်းဆိုခြင်းပါဒုတိယအနေနဲ့အဲလူမှုအာဏာကိုပြသခြင်းပါတတိယအနေနဲ့ နိုင်ငံတကာအကူအညီရရှိဖို့အတွက်နီလဖန်တီးခြင်းဖြစ်ပါတယ်လက်ရှိမှာ UN အပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အေဂိုတရဝင်းအုပ်ချုပ်သူအဖြစ်အတိမတ်ပြုဆက်ဆံတာမရှိသေးပေမဲ့ရခိုင်ဒေသတွင်လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်နဲ့ပတ်သက်လို့တော့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရုံး UNOCHA နဲ့အပြည်ပြည်ဆိုင်ရာချက်ချိန်နေကော်မတီ ICRC တို့ကတော့အေအေနဲ့ချိတ်ဆက်ဆောင်ရွက်မှုရှိနေတယ်လို့ဆိုပါတယ်။အာရခတက်တော်အေအေကရခိုင်ပြည်နယ်ရဲ့63ရာခိုင်နှုန်းကိုထိန်းချုပ်ထားသူဖြစ်ပြီးထိန်းချုပ်ဒေသတွေမှာကျန်းမာရေး၊ပညာရေး၊တရားဥပဒေစိုးမိုးရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကိုဆောင်ရွက်နေတယ်လို့အိတ်ဖွင့်ပေးစာအတွင်မှာဖော်ပြထားပါတယ်။ စစ်ကောမရှင်ကရခိုင်ရဲ့နေရအများအပြားမှာအာဏာတက်ရောက်မှုမရှိတော့တဲ့အတွက်ရခိုင်ကလူသားချင်းစာနာမှုအကူအညီလိုနေတဲ့အရတားလူလူထံကိုအမှန်တကယ်အကူအညီရောက်ဖို့နဲ့အတူရခိုင်လူတို့ရဲ့နေစဉ်လူမှုစီးပွားပုံဝပုံမှန်ပြန်လည်လဲပတ်ရေးဝင်ကြရင်ငိမ့်ချန်းစွာနေရပြန်နိုင်ရေးကိစ္စရက်တွေအတွက်လဲအေဟာတာဝန်ရှိသူဖြစ်တယ်လို့ AAC ရဲ့ဥက္ကဋ္ဌဦးစောဝေဆန်းကပြောပါတယ်ဒီ UN recognition မရှိတဲ့အတွက်ကြောင့်မလို့ဘလို့တရားမှုဖြစ်လာနိုင်တယ်ဆိုရင်ရခိုင်ပြည်နယ်အတွင်းနိုင်ငံတကာအကူအညီနေရာတို့ဒီဖွံ့ဖြိုးရေးရပ်တန့်သွားတာတို့လူစုအခက်အခဲဟာပုံပြီးတော့တိုးပွားလာနိုင်ပါတယ်။နောက်အချက်အနေနဲ့အဲ repatriation process အဲဒီနဲ့ပြောရရင်ဒီတရားဝင်လက်ခံတဲ့သူမရှိတဲ့အတွက်ကြောင့်မလို့ဂျန်လာမှုဟာ ရက်တန်တာတို့အာဘင်္ဂလားဒေ့ရှအတွေ့အကြောင်းပြချက်ဟာဖြစ်ပေါ့ဖြစ်ပါလေဒီပြန်လာမဲ့သူတွေကိုဘယ်ဆိုတာကလက်ခံလဲဆိုတာအဓိကပါရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီအာဏာမရှိတော့တဲ့အတွက် ULAA ဒီတကယ်အုပ်ချုပ်နေလို့ဖြစ်ပါတယ်ဒါပေမဲ့ဒီ UN နဲ့နိုင်ငံတကာက AA ကိုအတိမတ်မပြုတ်ပါကပြန်လာမဲ့သူတွေကိုတာဝန်ယူလက်ခံမဲ့သူကမရှိတဲ့အတွက်ကြောင့်မလို့ repatriation process ကဟိုမစတင်နိုင်ပါဘူး။ဒါကြောင့်မလို့ UN နဲ့နိုင်ငံတွေကအတိမမရှိသေးတာရခိုင်ပြည်သူတွေအတွက်အကူအညီမရနိုင်ခြင်းဖုံပြူရေးနှောက်ကြခြင်းနဲ့ဒုက္ခတွေပြန်လာရေးတိုးတက်မှုမရှိခြင်းလို့ဆိုနေပါတယ်။ကမ္ဘာစားနပ်ရေးခအစီအစဉ် WFP ရဲ့ဩဂုတ်လအတွင်းကထုတ်ပြန်ထားချက်အရ ရခိုင်အလဲပိုင်းမှာအခြေခံစားနေရိတ်ကာကိုတောင်ပြည့်မီအောင်မစားတော့နိုင်တဲ့မိသားစုအရေးအတွက်က2024ခုနှစ်မှာ33ရာခိုင်နှုန်းပဲရှိခဲ့ရာကနေအခု2025ခုနှစ်မှာတော့59ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ဒီထက်ပိုပြီးတော့အခြေအနေဆိုးနိုင်မယ်လို့ WFP ကခန့်မှန်းထားပါတယ်။ရခိုင်လူလူကပြည်ပခရိချာမှာပိတ်ဆို့ခံထားပြီးကိုဝန်ဆော့ကိုရှာစားခွင့်နဲ့ဆုံးရှုံးနေရတဲ့အတွက် ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုတွေမလုပ်ပါကကတ်ဆိုးကြီးအဖြစ်ပြောင်းလဲလာနိုင်တယ်လို့ WFP ကဆိုပါတယ်စကောမရှင်က ရခိုင်ပြည်နယ်အတွင်းကုန်စည်စီးဆင်းခွင့်ကိုကန့်တတ်ပိတ်ဆို့ထားသလိုမြန်မာနိုင်ငံအနှံ့ထွက်ပြေးတိမ်းရှောင်လာကြတဲ့ရခိုင်စစ်ဘေးရှောင်တွေကိုလည်းဖမ်းဆီးစစ်ဆေးမှုတွေရှိနေတယ်လို့မြေပြင်သတင်းအချက်အလက်တွေရသိရပါတယ်။ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာတော့နေရပြောင်းဖို့အတွက်ဆောင်းဆိုင်နေတဲ့ရွှေဝင်ကြဒုက္ခသည်ပေါင်း1.3တန်းကျော်ရှိနေပြီး ဒီစကံမြင့်မှာလည်းစာနယ်ရိတ်ကအထောက်ပံ့ရရှိမှုပြက်လက်နေတာဖြစ်ပါရဲ့ရှင်။